အခုတင်မြင်တွေ့နေရတဲ့ကြောက်တုံးတွေကတာမန်ရိုးကြောက်တုံးတွေမဟုတ်ကြပါဘူးဒီကြောက်တုံးတွေကိုတော့ moving rock ceiling rock လို့ခေါ်ကြပါတယ်ရွေလျားနေတဲ့ကြောက်တုံးတွေဒါမှမဟုတ်လေရွက်လွင့်နေတဲ့ကြောက်တုံးတွေပေါ့ဗျာအနောက်ဘက်မှာတင်မြင်တွေ့နေရတဲ့တောင်ပေါ်ကနေလိမ့်ကြလာတဲ့ဒီကြောက်တုံးတွေကအောက်ကိုရောက်တာနဲ့ရမ်းမသွားပဲခရုတွေလိုမျိုးတွားသွားနေကြပါတယ်ဒီကြောက်တုံးတွေဟာတစ်မိနစ်ကို2မီတာကနေ9မီတာလောက်အထိရွေလျားနေကြပါတယ် သူတို့ရှိမှအတားအဆီးတစ်ခုခုသာမရှိခဲ့ဘူးဆိုရင်မိုင်မောင်းများစွာထီလဲသွာလာနိုင်ကြပါတယ်။ညဉာနေတဲ့မြေပြင်ပေါ်မှာကြောက်တုံးနေလမ်းရှောင်နေတယ်ဆိုတာတိတ်တော့ယုံကျင်စရာမကောင်းပါဘူး။ဒီနေရာကကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ဒါဘယ်လီလို့ခေါ်တဲ့တီမင်းတမန်တောင်ကြားကဂျိုင်ဝမ်လေးတစ်ခုဖြစ်ပါတယ်။ဒီတောင်ကြားမှာပုံတံအမျိုးမျိုးရှိတဲ့ကြောက်တုံးမောင်းများစွာရှိပြီးသူတို့ဟာဒီတောင်ကြားကနေထွက်ခွာဖို့ကြိုးစားနေကြပါတယ်။ ဒီထဲကတချို့ကြောက်တုံးတွေဆိုရင်ပေါင်900လောက်ထိအလေးချိန်ရှိပါတယ်။အစောပိုင်းကာလမှာဆိုရင်ဒါဟာတဘာဝလွန်စွမ်းအားတွေကြောင့်ဖြစ်မယ်လို့ဆိုကြပါတယ်။ဂျူသားယုံကြည်သူတွေကလည်းဂျူသားတွေရဲ့လက်ချက်ဖြစ်မယ်လို့ထင်ကြီးပေးကြပါတယ်။ဒါကြောင့်ပညာရှင်တွေကဒီကြောက်တုံးတွေကိုစမ်းသပ်လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။စန္ဒလီလာမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ ဒီနေရာဟာတဘာဝလွန်စွမ်းအားတွေကြောင့်မဟုတ်တယ်လို့ဂျူသားတွေရဲ့လက်ချက်လည်းမဟုတ်ပါဘူး။ရေခဲရေနဲ့လေတို့ရဲ့ထူးခြားပြည့်စုံတဲ့ပေါင်းစပ်မှုတစ်ခုကြောင့်ပါပဲ။စောင်းရာသီမှာမိုးရွာသွန်းမှုကြောင့်ဒီတောင်ကြားဟာရေပြင်ပါပါလေးရှိတဲ့ရေကန်ငယ်လေးတစ်ခုဖြစ်လာပါတယ်။ရေပြင်ကပါလွာတာကြောင့်ကြောက်တုံးတွေကိုလည်းမြုံမသွားစေပါဘူး။ဒီလိုနဲ့ညာဘက်ကိုရောက်လာတဲ့အခါရေကန်မျက်နှာပြင်ဟာ EKB ရေခဲပြင်တစ်ခုဖြစ်သွားပါတယ်။နေ့ပတ်အဲ့ဒီရေခဲတွေကွဲရလာတဲ့အချိန်မှာ လေတိုက်လိုက်တာကြောင့်ရေခဲတုံးတွေကယူနေရသွားပါတယ်။သူတို့နဲ့အတူအေးခဲနေတဲ့ကြောက်တုံးတွေကလည်းမြေပြင်ကိုပွတ်တိုက်ပြီးပါသွားပါတယ်။ဒါကြောင့်အခုတင်မြင်တွေ့နေရတဲ့ကြောက်တုံးတွေရဲ့နောက်မှာလမ်းကြောင်းပုံစံတွေကျန်နေခဲ့တာဖြစ်ပါတယ်။ဒီပြေစုံတဲ့ဖြစ်စဉ်ဟာနှစ်ပေါင်းများစွာကြာလာတဲ့အခါတောင်ပေါ်ကလိမ့်ကြလာတဲ့ကြောက်တုံးတွေယူနေရနေတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။ဒါပေမဲ့လည်းဒီနေရာကခီးတဲ့အများပြားရဲ့အာယုံကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်နေသေးပါပဲ။